ပြန်ဝမ်းလျှော်ယောဂဝမ်းပြန်ဝမ်းလျှော်ယောဂဆိုတာ ਨੇ ကလေးငယ်တွေမှာမကြာခဏတွေ့ရတဲ့ယောဂတစ်ခုဖြစ်တယ်။ကလေးငယ်တွေမှာတတိမထားမိလို့ရှင်ရေတက်ဆုံးရှုံးပြီးတော့အသက်အန္တရာယ်ဖြစ်တဲ့အထိကိုပြင်ထန်နိုင်တယ်။ဒီအချိန်တွေကိုကောင်းစွာနားလည်ပြီးအရေးပေါ်အချိန်တွေမဖြစ်ခင်စိုးစိုးစီတတိပြုနိုင်ဖို့အရင်အရေးကြီးပါတယ်။ဝမ်းပြန်ဝမ်းလျှော်ယောဂရဲ့အဓိကအကြောင်းရင်းတွေကတော့ virus များကြောင့်ဖြစ်နိုင်တယ်လို့ bacteria တွေကြောင့်လည်းဖြစ်နိုင်တယ်။ပိုးမွားတွေကြောင့်လည်းဖြစ်နိုင်တယ်လို့တန်ကောင်းတွေကြောင့်လည်းဖြစ်နိုင်တယ်။ ညဉ့်ညဲနဲ့အစားအစာတွေကိုစားမိတဲ့အခါမှာမတန်ရှင်းတဲ့ရေကိုတောက်မိတဲ့အခါမှာလည်းဖြစ်နိုင်ပါတယ်။လက္ခဏာတွေကကြတော့ဝမ်းပြက်မယ်၊ပြုတ်မယ်၊အံ့မယ်၊ဖျားမယ်၊အားမရှိဘူး၊မစားချင်ဘူး၊ရေတဆုံရှုံတဲ့လက္ခဏာတွေပေါ်လာမှာဖြစ်တယ်။ရေတဆုံရှုံတဲ့လက္ခဏာဆိုတာပါလိလေ။မိန်လာမယ်၊တတိကောင်းကောင်းမရဘူး၊နှာခမ်းညှောက်လာမယ်၊မျက်တွင်းတွေချိန်ဝင်လာမယ်၊သစာရည်တွေအငမ်းမရတောက်တလို့အစာမဝင်တာလည်းတွေ့နိုင်တယ်။စတိုက်အံပြီးတော့မှစီးနေတာတွေလည်းဖြစ်နိုင်ပါတယ်။ ဘလို့ကူတာရမလဲရေတက်ဖြည့်ပြီးချင်းကအရင်ရေးကြည့်ပါလေတဆာရေကိုတိုက်ပြီးပါဝင်တစ်ခါသွားပြီးတဲ့အခါမှာတဆာရေပမာဏကို90ဟနဲ့100 cc နိုင်ဝက်အတွင်းဝင်အောင်တိုက်ပြီးဖို့ရင်အရင်ရေးကြည့်တယ်စင့်အရေတွေကိုတိုက်လို့ရပါလေချီလွေတဲ့အစာတွေကိုပမာဏနည်းနည်းနဲ့အချိန်များများကျွေးပြီးပါနွားနုနဲ့နုအတွက်ပစ္စည်းတွေကိုခဏလေးရှောင်ထားပြီးပါ မူတဆီတွေကိုမိမိတဘောနဲ့မတိုက်ပါနဲ့ရေတက်ဆုံးရှုံးတဲ့လက္ခဏာတွေရှိခဲ့လို့ရှိရင်ဈေးယုံကိုတွားဖို့ရင်အတွက်လိုအပ်ပါတယ်